ုံးပဲမင်္ဂလာပါရှင်။ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆ ्याम ဝါနု ရေးထားတဲ့တပြေပင်အိုးဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်။တပြေပင်အိုး နက်စာချက်ဖို့ပြင်ဆင်နေစေတမိလာကြည့်စမ်းဆိုသည့်ခေါ်တန်းကြောင့်ခြံနောက်ဖေးကိုကျမထွက်ခဲ့သည်ဦးလေးနှင့်အတူအကြည့်ကိုရွှေ့တော့ကျမတို့ခြံထဲကတပြေပင်အိုကြီးသူ့အလိုလိုတကြွကြွအတန်မြေကရိုင်းလဲရော့မီဟန်ကိုတွေ့လိုက်ရသည် ကျမအံ့ဩလွန်လို့ဘာမှမပြောနိုင်မျက်လုံးအပြူသားနဲ့ငေးကြည့်နေမိသည်တပြေပင်ကြီးကညွတ်လာနေပြီကျမတို့ရက်နေရနဲ့ဘေးတိုက်ခြံနေပြီကထမင်းဆိုင်ကလေးစီဦးတည်နေသည် သူလဲကြတော့မည် ကျမတည်းဝင်လာသည့်ခဏမှာ ထမင်းဆိုင်ကလေးစီအပြေးလွှားသွားပါသည်သို့တော့ကျမရောက်သွားသည့်အချိန်မှာပင်တပြေးပင်းဤအကိုင်းအခက်များကထမင်းဆိုင်လေးပေါ်ပြိုကျလာသည် သို့တော့မြည်သူကိုမျှထိခိုက်တံရမရစေခဲ့ဝုန်းကနေလည်းပြိုခြင်းမဟုတ်ဘဲတဤဤနှင့်ဖြည်းဖြည်းတက်တာမှုအလုံးအံ့ဩနေကြပါသည်ကျမကတော့ဒီအတွက်ထပ်ပြီးမှန်းဩတော့ပါတပြေးပင်းအိုဤစိတ်နှလုံးကို ကျမတည်နေခဲ့သည်ပဲဘယ်တော့မှ ဘဲသူကိုမှ သူဒုက္ခပေးခဲ့သည်ဟုကျမမကြားဘူး။ကျမအခုအသက်အရွယ်ရောက်သည့်အထိကျမတို့မိသားစုကိုစောင့်ရှောက်ခဲ့သည်ဟုပင်ပြော၍ရပါသည်။ထို့အချက်ကိုမိသူများမသိနိုင်တော့လဲကျမယုံကြည်ပါသည်။အနောက်ဘက်သို့အရှေ့လျားထွက်နေသောကျမတို့ခြံငယ်သည်အပင်ကြီးသုံးမိန်အရေးကြောင့်အမြဲအမြနေတတ်သည်။အိမ်နောက်ဘေးကပ်လျက်မှာဘန္နာပင်ကြီးရှိသည်။ဘန္နာပင်နှင့်မျက်နှာချင်းဆိုင်တွင်တပြေပင်ရှိသည်။ တပြေပြေနောက်ကုန်းမော်တွင်ညောင်မင်းအိုရှိသည်သူတို့တွေသည် ငေပောင်းကြီးပေါ်တွင်ဖြစ်ကြဟန်တူသည် အသက်အရွယ်ကမတိမ်မရင်အသည့်အရွယ်တွေကငယ်စဉ်ကြီးလိုက်အမြင့်ကလည်းသူမသားကိုမသားတူညီသည်ကတော့ကျမတို့မိသားစု အပေါ်ထားသည့်စေတနာဖြစ်သည်အထူးသဖြင့်သူတို့တွေသည်ကျမအပေါ်စေတနာပို့ကြသည် ကျမတဲ့ညီကို ခံကြသည် ကျမကိုချစ်ကြသည်ဒါတောင်မှပဲသူတို့တွေကို ကျမငငယ်ကကြောက်ခဲ့ဘူးသည် သူတို့တွေက ကျမကြောက်ရအောင်ပြုမှုခဲ့ရတော့မဟုတ်ကျမတငယ်ချင်းတွေက ကျမကိုစနောက်သွေးထိုးပေးကြတော့ကြောင့်ဖြစ်သည်နင်တို့ channel မှာတရေရှိတယ်ဟု ကျမကို ပြောကြသည် ကျမက မရှိဘူးတရေဆိုတာမရှိဘူးငါတို့ channel မှာလည်းဘာတရေမှမရှိဘူးဟုခတ်စွာစွာညင်ခဲ့သည် သူတို့ကကျမကိုဇုတ်အတင်ဝိုင်းပြောကြသည် ကျမတို့ကလေးတွေထဲလင်းကနဲ့ပုံကြည့်တော့အကိုကြီးတယောက်ကငါမြင်ဘူးတယ် နေမယောရင်ညဘက်၁၂နာရီလောက်ထပြီးကြည့်ပါလားငါတယောက်ထဲမြင်တာမဟုတ်ဘူးငါအမေလည်းမြင်ဘူးတယ်ဟုတ်ဆိုကသူတို့မြင်ဘူးတော့တရေပုံစံကို ကျမအားပြောပြသည်ခြံပြင်ဘောလုံးကွင်းအလဲကောင်မှာစကားစုပြောနေကြသည်မို့ရုပ်တရေကျမတို့အချမ်းစီလဲပြန်ငေးကြည့်မိသည်နေ့လည်းနေခင်းဆိုတော့လေကျမတို့ခြံကလေးကအရိတ်တွေနဲ့အေးအေးဆေးဆေးငြိမ်သက်လို့နေသည်ကျမတို့အချမ်းထဲမှာဘာတရေမှမရှိနိုင် ကျမလုံးဝမယုံကြည် ဘယ်သူတွေကဘာပြောပြောကျမတို့ချန်လေးတွေကအပင်ကြီးသုံးပင်မှာဘာတည်းရမှရှိသည်မဟုတ်သူတို့တွေသာကျမတို့ချန်ကလေးအေးမြตายနေတာကိုမနာလိုကြလို့ဟုကျမတွေးခဲ့သည်ကျမမကျေနပ်စိတ်တွေကိုကြာရှည်မျိုးသိမ့်မထားနိုင်ညဘက်ဖေဖေအလုတ်ကပြန်လာတော့ဖေဖေကိုပြောပြသည်ညနေခန်းလေးတွင်ဖေဖေကကျမလက်ကိုဆွဲပြီးနောက်ဖေးတကမှထွက်ခါခြံထဲသို့ခြေခိုင်းသည်ခြံနောက်ဖက်မှာမီလုံးထုံးမထား အိမ်အနီးနားမှာလည်းမိအောင်လင်းလင်းထိုင်ထိုင်မရှိသေးမို့ကျမတို့ခြံကလေးမောင်းမဲနေသည်လာရောင်ကလည်းဆန်းကားစားမှုခမိန်မင်းတို့တော့အဲ့ဒီခက်မောင်မောင်လာရောင်ကြောင့်မြေပြင်ပေါ်မှာတစ်ပင်တစ်ကိုင်းအရွက်တွေအိပ်ဖြာကြနေသေးကလေပြေလေးငင်းနေအတူတလုံးလုံးရှိနေသည်ညကြမှအော်တတ်သည့်အင်းဆက်တွေအတန်ကလည်းတစီစီညံနေသည်ကျမအလိုလိုကြောက်လာသည်နေလေကပြောတာရင်းမှန်နေပြီလားဟုတွေးရင်မျက်လုံးကိုဘယ်စီမှမကြည့်ရဲ့ ထိုအခါမှာဘန္နာဒီတလုံးသူ့မိုးပေါ်ဆက်ခနဲခုံချသည် ကျမကြောက်လန့်တကြဖိဖိလက်ကိုတင်းတင်းဆုတ်ထားလိုက်မိသည်ဖိဖိကဘာမှမရှိဘူးတမီးရဲ့လာဆိုပြီးကျမလက်ကိုဆွဲကတပြေးပင်အောက်စီခေါ်သွားသည်ဟိုဟိုဒီဒီကြိတ်ခိုင်းသည်အပင်တွေပေါ်အပင်တွေနောက်ရေတွင်နဘေးအုံးလက်ချာဘာတရေမှမရှိသို့တော်ကျမကြောက်ကြောက်နဲ့ဖိဖိကြိတ်ခိုင်းသည့်နေရာတွေကို လိုက်ကြည့်ရင်ဖိဖိပြန်ရောက်အောင် ဘာမှမရှိဘူးဖေးပြောတာဟုတ်တယ်တရေမရှိပါဘူးပြန်ရောက်အောင်ပါဟုတွတ်တွတ်ပြောနေမိသည်ဒီနောက်ကျမတုတ်တုတ်နဲ့အိမ်ထဲပြေးဝင်ခဲ့တော့သည်ကြောက်စိတ်ပြေးသွားတယ်နဲ့တငယ်ချင်းတွေကိုမနဲ့ပြန်ပြောဖို့တွေးတော့သည် ကျမတို့ချန်နယ်ကအပင်ကြီးတွေမှာဘာတရေမှမရှိဟု တကယ်တော့အစောကြီးကလေးကကျမတိနေပြီးသားပင်ကျမတို့နေသည့်ရက်ွက်ကမြို့စုံမှာရှိသည့်ဖေဖေအလုတ်ကပြန်ရောက်ချိန်ည၈နာရီခန့်ဆိုလင်လူသွားလူလာတိတ်ဆိတ်နေပြီကျမလိုအစောမဲ့သည့်ကလေးပင် အိမ်ထဲမှာညစာစားပြီးနေပြီဒီလိုတိတ်ဆိတ်တဲ့အချိန်ညစဉ်ညတိုင်းမှာဖေဖေခဏနာပြီးအိမ်နောက်ဖေးရေရင်ကလေးမှာရေချိုးတတ်သည်တရေရှိလင်ဖေဖေအစောစောမြင်ရမည်ဖေဖေမြင်ပြီးလင်ဖေဖေစီရေလက်ပစိုးတွားတွားပြတတ်သောကျမမြင်ရမည် ခုတော့ပို့လို့တေးကြသွားပြီတိတက်ပို့တေးကြစီရန်ကျမတရေနုသောညတညာအိတ်ခမ်းပြတင်းပေါ့မှတစ်သားတိုင်းကလေးများတွင်ခေါင်းကက်ခါခြံတဲ့အနှံ့ကြည့်သည်ဘာမှမတွေ့ရထို့အချိန်မှစ၍ခြံကလေးထဲမှအပင်အိုတွေကိုကျမပို့၍ယုံကြည်ချစ်ခင်လာခဲ့သည်ပေသူတွေဘာပြောပြောကြယူမဆိုင်တော့ဘန္နာသည်အကျွေတွေလိုက်ကောင်းသည်ညမြရပြီဆိုရင်တုန်နှင်းထုတ်ခွဲပြီးဘန္နာစိတ်စားမိကျမစား၍မနိုင်လင်တော့ဖိဖိကိုရောင်းသည ။ဦးလေးတွေကိုရောင်းသည်။ကျမအိမ်နေရင်ဝတ်တော်ကားဝင်တွေသည်ဘန္နာသည်အစွန်တွေနှင့်ပေးရည်နေတတ်သည်။ဘန္နာပင်ကြီးကလည်းအလွန်သဘောကောင်းသည်။ကျမအတွက်ဘန္နာသည်တွေမပြတ်စေရ။ခေါင်းမိုးပေါ်တဒုံဒုံတတိုင်းတိုင်းနဲ့၎င်းမြေကြီးပေါ်တဖုတ်ဖုတ်တကုတ်ကုတ်နဲ့၎င်းချွေချပေးသည်။ကျမကြောင်းကပြန်ရောက်လင်တိတ်တောင်းမရှာရ။အစင်တဲ့ထုခွဲယုံပင်ထို့ပြင်ဗန္ဒာစီတွေစာလွန်သဖြင့်ရှင်းကြက်ချင်းချောင်းဆိုခြင်းပေတုံးကမှမဖြစ်ဘူးခဲ့ ။တကြန်နာနီးနေရင်တော့ကျမကဗန္နာပင်ကြီးကိုအဖက်မြမလုပ်တော့။အစိမ်းလုံးလေးတွေဟိုတရွဲဒီတရွဲပြုတ်ခဲနေတော့တပြေပင်အောက်၌သာလဲတမော့မော့ရှိနေတတ်သည်။မြန်မြန်မှဲ့ပါစေဟုဆုတောင်းရသည်ကလည်းအမော။ရေတွင်နေပြီးကြောက်ပြားပေါ်မှာထိုင်ပြီးတပြေသည်တွဲတွေကိုရေတွဲရသည်။ကျမသာအဲ့ဒီလိုမရေထားရင်ကျမတငယ်ချင်းတွေက ကျမမရှိချိန်များတွင်ဝင်ခိုးမည်ဆိုသောကြောင့်ဖြစ်သည်။ သူတို့တွေကမမဲ့သေးလဲခေါင်းမာပန်းမီဟုဆိုကဂဲနဲ့လှန့်လန့်ပြတ်တက်သေးသည်တပြေးသည်တွေမှဲ့ပြီးဆိုလင်ဖြင့်ကျမနှခမ်းတွေအမဲပြာနေတော့သည်ရဲလိုက်လင်တွားတွေကအပြာရရှာထုတ်ခိုင်းလင်ရှာကခရမ်းပြမမဲ့ခင်ကရေးတွက်ထားသည့်တပြေးသည်တွဲတွေကိုကျမမမတ်မိတော့တငယ်ချင်းတွေကိုခြံထဲခေါ်ကတပြောတပါတပြေးသည်ကောက်ကြသည်ရေရင်းထဲကရင်းနဲ့ဆေးကြောပြီးပဇက်ထဲအပြိုင်ဆိုင်ထဲကြသည်ကောင်းဝင်တဲ့ထဲ့သူထဲ့ အင်ဂျီလေးလံကထဲ့သူထဲ့ဖြင့်တပြေသည်စွန်မီကိုမြည်သူမြဂယုမဆိုင်ကြအမေတွေစွန်မီကိုမကြောက်ကြပစွန်စိတ်ကလေးတွေ အစာချီပြီးပြေးတယ်လို့ကျမတို့တတွေတချံလုံးအနှံ့ပြေးလွားနေကြကြသည် စားလို့ဝသည့်အခါတယောက်နဲ့တယောက်တပြေသည်တွေနှင့်ပေါက်တန်းကစားကြသည်မောလုံးမကမောကြတော့မှကိုယ်အိမ်ကို ပြန်ကြလေသည်အားလုံးပေးရနေသည်မို့လက်တံပြောင်းသောအမေရှိသူတွေကခေါင်းခေါက်ခံကြရသည်ပြေးနိုင်သူတွေကလွတ်ကြလေသည် တချို့နှစ်တွေမှာမိမိကတပြေပြင်းကြီးကို ပုတ်ပြရောင်းသည်ကျမနားမလဲခင်ကတပြေပြင်းကြီးကိုမယောင်းပါနဲ့ဟုတချီချီပူစာရသည် ကျမချက်တော့တပြေပြင်းကြီးကို ဝဲသူတွေနှုတ်ယူသွားကြမည်ဟုထင်တော်ကြပင်တကယ်တမ်းဝဲသူတွေကတပြေပြင်းပေါ်တက်ခါချင်းလေးတွေတဲ့ခိုးထက်ကျိုးနှင်အောက်ကိုဆွဲချကျိုးဆွဲပြီးချင်းလေးတွေပြန်ယူထတ်ခိုးထက်ဒီလိုနဲ့တပြေပြင်းတပင်လုံးတပြေသီးမဲ့တွေမကြံအောင်ခိုးဝဲသွားကြသည် အပင်ကြီးပေးလိုက်ရခြင်းမဟုတ်တော့လဲကျမမကျေနပ်ပါမိမိကကျမတို့မုံဘိုးရသည်ဟုဆိုတော့လဲကျမမပြောနိုင်ပါ ကျမတို့ကောက်ဖို့ကြွေပေးမိတပြေးသည်တွေအကုန်ပါသွားခဲ့သည်ပဲနောက်နေများတွင်တော့ကျမတပြေးသည်တွေမယောင်းပါနဲ့ဟုမိမိကိုတောင်းပန်ခဲ့ရသည်ညောင်မင်းကြီးဖိုးရွတ်ရစီတော့ကျမတို့တိတ်မရောက်ကြဂိုင်းခိုစည်းခြင်းမှသာသွားကြသည်ညောင်သည်ကစားလို့မရညောင်ရက်ကလည်းမုံထုတ်လို့ရအောင်မကြည့် ညောင်ရွက်၆တွေကရာသေးသည်ညောင်ပင်အောင်သွားဆော့ပြီးတာရေမချိုးလို့မရ ရာလွန်းတယ်မို့ကုတ်ရင်ဖဲ့ရင်ဖြင့်ရေမြန်မြန်ချိုးကြရသည် လာတာတော်ညများတွင် ကျမတို့မိသားစုဘန်နာပင်အောင်၌ကိုပြည့်ခင်ကတိုးတိုးဝှေ့ဝှေ့လှဲအိတ်ကြသည် ကျမကဖေဖေကို ပုံပြောခိုင်းမိမေမေနှင့်ဂလိထိုးကဆော်မိပြင်းလာလင်ကိုပြည့်အောင်ဆင်ကပောင်တဝက်လင်းတဝက်ဖြစ်နေသောမြေပြင်တွင်မြေကြီးထဲမြုပ်တော်မြေဘန်ဒါရွက်တပြည့်ရွက်တွေကိုဆွဲခွာမိထိုးတို့ခွာရသည်မှာအလွန်ပျော်စရာကောင်းသည် တချို့ကခွာလိုက်လင်လက်ထဲပါလာသည်တချို့အရွက်တွေကြတော့အရွက်များမရှိတော့ အရွက်ရာကလေးမြေပြင်တွင်ထင်နေသည်ကိုကျမဇွတ်ခွာနေခြင်းဖြစ်သည်ထို့အချိန်တွင်ဗန္နာပင်ကြီးကလေအဝိ၌အရွက်ချင်းချင်းရိုက်ခါလက်ခုတ်တန်းဖြစ်စေလျက်ကျမကိုကြည်စေသည် ကျမရှက်ပြီးဆက်မခွာတော့ဘဲကိုပြစ်ပေါ်ပြန်တဲလရောင်ကိုမော့ကြည့်ရင်အိပ်ပျော်သွားတော့သည် ကျမမှတ်မိတဲ့ရေကတော့မိသားစုပျော်ရွှင်ကြည်နူးနေသောညချမ်းအချိန်လေးတွင်ဘေးသောအခါကားမှ ကျမတို့အပေါ်ဗန္နာသည်ကြွေမကြခဲ့ တပြေခက်တွေကြုံမကြခဲ့ကျမတို့ကိုတွင်၍အခြားနေရာတွေစီကြာခဲ့သေးတာကျမအတန်းကြီးရောက်လာတော့တပြေပင်အောက်၌ခုံခင်းကစာချက်သည်တပြေသည်မဲ့ချင်းဆိုလဲဘန္နာပင်အောက်သို့ရွှေ့သည်ဒုံဆိုသောအတန်ကြားလဲဘန္နာသည်ခေါင်းမိုးပေါ်ကြပြီးမှန်တိ၍လက်ကလေးကိုခေါင်းပေါ်တင်ထားမိသည်ခေါင်းပေါ်လက်ရောက်ပြီးမကြလိုက်ဘန္နာသည်သည်ခေါင်းမိုးမှတဆင့်လိမ့်ကလိမ့်ကဖြင့်ကျမနဘေးသို့ကြားလာသည် ကျမစာချက်တွေကိုဝမ်းမြောက်ဝမ်းသာဖြင့်အားပေးတယ်လို့လို့စာချက်ရညင်းငွေလွယ်တော့ကျမကိုအပြင်းပြေစာနောက်တယ်လို့လို့ဒီလိုနဲ့ကျမ၏အာယုံစုစည်းမှုအကောက်အောင်ဖိမှကိုကြီးပေးခြင်းဖြင့်ကျမအတန်းတွေပြမြောက်ခဲ့ရသည်ယခုခလေးအရွယ်မဟုတ်တော့သဖြင့်ကျမခြံနောက်ဖေးစီတို့ မကြမကြမရောက်တတ်တော့ပြီအဝတ်ထွက်လမ်းကျိန်လောက်သာခြံတဲ့ဆင်တော်သည်ဘန္နာသည်ကိုကိုယ်တိုင်ထုခွဲစားလင်ညက်ပတ်မှာဆိုးလာသည် မောင်လေးစီကတဆင့်ဝယ်စားဖို့သာတွေးတော်သည်တပြေးသည်ကိုလည်းတေးစားတပွဲမနစ်သက်တော်လွန်ခဲ့သည့်တပတ်ကအိမ်ကခွေးလေးမိနေနေမကောင်းဖြစ်သည်ကျမအပြင်ကပြန်ရောက်သည့်ညနေတွင်ဖေဖေနှင့်အတူမိနေစီသွားကြည့်သည်မိနေကိုတပြေးပင်အောင်ရေရင်းနှပေးတွင် ခွေးလျက်သာတွေ့ရသည်မိုးမသေးတသေးရွာနေသည်မို့ထီတချောင်းနှင့်တာပါနှစ်ယောက်အလုရှုံနေကြသည် တပြည်ကိုင်းခက်စိတ်စိတ်များကြောင့်မိုးဆက်တွေကမိနေစီတရဟောကြလာခြင်းမရှိတို့တော့မိုးလုံအောင်ဖေဖေကတွပြားတစ်ချက်ကို အမိုးထတ်တင်ပေးသည်မုံအပိုင်းစာကလေးတွေဖဲ့ကျွေးတော့မိနေခမရထဟတ်ချင်တော်လဲကောင်းတခါကလဲတခါကဖြင့်တဤဤမိကကောင်းကောင်းမစားနိုင်ကျမရောဖေဖေပါစိတ်မကောင်းဖြစ်ုံမှလွဲ၍ဘာမှလုံမပေးတဲ့မိနေနေကောင်းလာဖို့ကိုသာမျှော်လင့်ကြသည် နောက်တရက်တွင်ဖြစ်လေဖြစ်တာရှိသည့်အတိုင်းကျမတို့မျှော်လင့်ထားသလိုမိနီနေပြန်ကောင်းလာခြင်းမရှိတပြေပင်အိုကိုအကူအညီတောင်းတမျက်လုံးများဖြင့်ကြည်ရင်ထေဆုံးသွားခဲ့သည်ဝေဒနာကိုကြာရှည်စွာမခံစားရသည့်အတွက်မိနီအစာကျမကြံဖန်ဝမ်းမြောက်မိသေးသည်သို့တော့တပြေပင်ကြီးအတွက်မိနီသည်ရှေ့ပြေးတူဖြစ်လိမ့်မည်ဟုမထင်မှတ်ခဲ့ ယနေ့နန်းနန်းတွင်တော့ချန်ကလေးအကြောင်းတွေးနေမိစဉ်လေပြင်းတိုက်ခတ်ခြင်းမရှိဘဲတပြေးပင်အိုလဲပြိုခြင်းနဲ့ကြုံရသည်။ကျမတို့တမိသားစုလုံးကျမတို့ပတ်ဝန်းကျင်တစ်ခုလုံးအထူးဆန်းဖြစ်ရသည်။တပြေးပင်အိုသည်အသက်အရွယ်ရပြီဖြစ်တော်လဲနှုတ်ပြိုလန်းဆန်းသည်။နှစ်စဉ်တပြေးသည်မဲ့တွေတည်သည်။ဂိုင်းပြားဂိုင်းနာတွင်ပင်ခြောက်တွေ့သည့်တရံမရှိ။အညွန့်တလူလူအခက်တဝေဝေဖြင့်ချံအလဲတဝင်းလုံးကို နေရာယူထားစေ။တပြေးပင်အောက်ရှိတပြေးပင်ပြိုနှင့ ဩဇာပင်ပြိုပင်လင်းနေရောင်ကောင်းကောင်းမရအောင်ဆွမ်းဆောင်ထားနိုင်မြေတို့ပါလေရဲ့သူ့အလိုလိုဘာကြောင့်လဲရပါလဲလူတွေကပြောကြသည် သူ့အကိုင်းခက်တွေကို သူမနိုင်လို့လဲကြတာနေမှာတဲ့အဲ့ဒီလိုဆိုရင်တော့တပြေးကိုင်းတွေခုတ်ဖို့ကျမလူရှာပေးမိမှာပဲဟု လုံနိုင်လျက်နဲ့လုံမပေးပြစ်ခဲ့သည်ကိုတွေးမိသည်ဖီဖီကတော့တပြေးပင်ကြီးကရေရင်းကလေးနဲ့နေရာရဲ့မိုးရွာတိုင်းကုန်းမြင့်ကနေဒရဟောစီးလာတဲ့ရေတိုက်စားမှုကို နှစ်ပေါင်းများစွာခံရတာရဲ့ကြောင့်ဟုဆိုပါသည်ဒီလိုဆိုပြန်တော့ကျမဘာမှ မတတ်နိုင်တော့ပြီဝါနုဟန်တက်မဂဇင်းဇူလိုင်လ2000ခုနှစ်ຫນွေອູ້ນະຣະເຕັງຈັນແນກໍນາສິນອະພິເກຈາແດດູອ່າລົງໂກຈີຊູອະຍາຍຕິມມາໄດ້ຊິ